အားလုံးမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ Ranger ဒုက္ခသည်တွေနေရပြန်နိုင်ရဲ့အတွက်အရကတက်တော် AA နဲ့ပါတွစ်ဆုံဆွေးနွေးမှုတွေလှုပ်ဆောင်သွားမယ်လို့ကမ္ဘာကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကပြောကြားလိုက်တဲ့သတင်းမှာ ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးတိမ်းရှောင်နေရတဲ့တန်းနစ်ချီယာရိဟင်ဂျာဒုက္ခသည်တွေနေရပြန်နိုင်ရေးနဲ့ရခိုင်ပြည်အတွင်းမှာရှိတဲ့ရိဟင်ဂျာတွေအတွက်အာရကတက်တော် AA နဲ့ဆွေးနွေးမှုတွေလှုပ်ဆောင်သွားမယ်လို့ Gutierrez ကမလွန်15ရက်နေ့မှာတာကမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်းသတင်းမီဒီယာတွေကိုပြောကြားလိုက်တာပါ။ ကမ္ဘာကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကပထမဆုံးအနေနဲ့ပြောရရင်အာရကတက်တော် A ဟာတီးခြားအဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့်သူနဲ့လည်းစကားပြောဖို့လိုအပ်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်လို့သတင်းတောက်တွေကပြောပါတယ်။ရခိုင်လူမျိုးတွေနဲ့ရိန်ဂျာအတိုင်းဝိုင်းရဲ့ဆက်ဆံရေးတွေဟာမချုံမွေးခဲ့တာကြောင့်ရခိုင်ပြည်ရဲ့ရိန်ဂျာရီရဲ့အခွင့်အရေးတွေအပြေးအဝရရှိဖို့ဆိုရင်မြန်မာအစိုးရအပြင်ဒေသအာဏာပိုင်တွေဖြစ်တဲ့အာရကတက်တော်နဲ့ပါဆွေးနွေးဖို့လိုအပ်တာဖြစ်တယ်လို့ဂူတာရက်စ်ကဆိုပါတယ်။ဒါအပြင် မြန်မာနိုင်ငံအတွက်လိုအပ်နေတဲ့လူသားချင်းစာရအကူအညီထောက်ပံ့မှုတွေကိုလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံကနေတဆင့်ကူညီခွင့်ရဖို့ကိုလည်းအရှိန်မြင့်လှုံ့ဆော်နေတယ်လို့သူကဆိုပါတယ်။အာရကတ်တက်တော် AA ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ထိစပ်နေတဲ့ရခိုင်ပြည်အတွင်းကမြို့တွေကို သိမ်းပိုက်ထားနိုင်ချိန်မှာကုလသမဂ္ဂလိုအဖွဲ့အစည်းတစ်ခုကနေအခုလိုတွဲဆောင်ဆွေးနွေးဖို့ပြောကြားလာခဲ့တာပဲဖြစ်ပါတယ်။ ်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခိုးလုံနေနေရတဲ့ရိုဟင်ဂျာဒုက္ခသည်ပေါင်းတစ်သမနှစ်သန်းကျော်အထိရှိတယ်လို့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါရရှင်ကျမနွယ်နွယ်ပါ